မန်လေးသူတွေကတော့ဆန်ကယ်စီလဲကျွမ်းတယ်ကာမောင်လဲကျွမ်းတယ်နန်းနဲ့သူစီချိုလိုက်ခဲ့နော်အမြမပလာဇာနဲ့ဈေးချိုရဲ့လမ်းညမှာရှိပါတယ်မုတ်ဈေးတန်းကတော့6ဖိန်တုံးပါနော်ဒီမလေးဈေးချိုမှာဒိန်းဒီအုံနှုတ်စားရဲ့အဲ့နာမည်ကြီးရယ်ပေါ့နော်ဒီမှာအုံနှုတ်နဲ့အဲထဲမှာ ဆယ်နှစ်ပြီးတဲ့အထိအခုချိန်ကြီးနဲ့အိမ်မနေရင်တနခါလိမ့်မယ်တနခါအခုချိန်ကြီးချစ်တော်မန်လေးသူတယောက်ပါရှင်နားတော့အခုအလှပြန်ပြီဆိုတော့မန်နေစစ်တော့မယ်နားနဲ့ဒူလိုက်ခဲ့ပါဦးလို့မန်လေးသူတွေကတော့ဆိုင်ကယ်စီးလဲကျွမ်းတယ်ကားမောင်းလဲကျွမ်းတယ်နားနဲ့သူဈေးချိုလိုက်ခဲ့နော်အေးအောင်းသားမယ်ကဲခုနန်းတို့အိမ်ကနေခုစထွက်ပါပြီ 2နာရီခွဲ3နာရီဆိုတော့ဈေးကျွာ4နာရီညနေ4နာရီလောက်ပြိမ့်မယ်ထင်တယ်။အော်နန်တို့မြန်မြန်သွားကြမယ်။စားစရာတွေစုံသေးလားတော့မသိဘူးပေါ့နော်။နန်ဒီနေ့ဘာတွေအဲစားမလဲ။ဘယ်လိုစားစာလေးတွေအဲသွားစားဖြစ်မလဲဆိုတော့နန်နဲ့တူလိုက်ခဲ့ပါအောင်ရှင်။ခုသွားပါအောင်မယ်။နန်ကတော့မန်လေးသူဆိုတော့ပေါ့နော်။အဲကောင်းမောင်းတာတော့မန်လေးမှာလဲမစိုးဘူးပေါ့နော်။မန်လေးထားပေါ့။မန်လေးမှာကတော့နည်းနည်းလေးတတိပိုထားရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့အဲဆိုင်ကယ်လေးရှင်ရတယ် ဲ့ဒါတော့သတိထားရပါလိမ့်ရှင်အဲ့ဒါဆိုရင်နန်းတို့ဈေးချိုရောက်ပြီနန်းလည်းဈေးချိုမရောက်တာကြာပြီဆိုတော့နန်းနဲ့တူဘာမုတ်လေးတွေပတ်စားမလဲဆိုတာနန်းနဲ့လိုက်ခဲ့ကြပါတော့။ဒါပေမဲ့လောလောဆယ်နန်းခုကဟိုလေတရုတ်ဟိုရှမ်းတုတ်ဖူးတုတ်နဲ့6ဖိန်တုတ်စားကြည့်ချင်တယ်။အဲ့ဒါဆိုရှိသေးလားမသိဘူး။ပုံမှန်တော့ဟိုနားလေးမှာ6ဖိန်ရသေးလားတပွဲတပွဲရတယ်တပွဲရတယ်။တော်သေးရဲ့ ဒါ6ဖိန်းတော့ပေါ့နော်ပြော့လေးနဲ့ပျော်ဝင်သွားတော့အရင်ကြိုက်တယ်အစာလည်းပြည်တယ်အီလည်းပြည်တယ်음မန်လေးဈေးချိုရောင်းရင်လည်းလာစားကြပါဦးလို့နဲ့ထိတ်ခေါ်ရယ်နော်နန်းတို့ခဏနေကြရင်ဟိုဘက်နားမှာနိုင်ရီခွန်ကျော်ရှိရယ် ညာရီခွန်ကျော်ရှိရယ်ဆိုတော့နိုင်တော့ကြည့်ကြည့်မယ်ညာရီခွန်တို့ကြာစံကျော်တို့ရှိသေးလားဆိုတော့ဗောနော်အဲ့ဆိုရင်အေးသမီးအာငါရေခွန်ဟေးငါရေခွန်ကျတော့တုတ်ကတ်တပွဲအဲတပွဲလေးရတယ်တပွဲဟုတ်ပြီးကြာစံကျော်တပွဲဟေးဟေး နန်းမြမာပလာဇာနဲ့ဈေးချိုရဲ့လမ်းကြားမှာရှိပါတယ်မုတ်ဈေးတန်းကတော့ဒါနန်းလာတာညနေပိုင်းနည်းနည်းရောက်သွားဆိုတော့လေအပစ္စည်းတော်တော်လေးကုန်နေပြီအဲ့တော့နေ့လယ်လောက်လာဆိုင်တော့အဆုံပဲရှိပါတယ်တက္ကသိုလ်ကြီးကမန်းလေးမှာပဲအခုကမှအဲရန်ကုန်မှာနေဖြစ်တာညားတာပေါ့နော်အဲ့ဆိုတော့မန်းလေးကိုပြန်လာတော့တတိယတော့မန်းလေးစားစာလေးလိုက်စားတယ်ကြပါဦး လောဆယ်တော့နောက်ထပ်နန်းစားမှာတော့ဒိငင်းဒီအုံလို့ဆံပဲဖြစ်ပါတယ်။ဒီမန်လေးစေးချိုမှာဒိငင်းဒီအုံလို့ဆံတာရဲ့နာမည်ကြီးရယ်ပေါ့နော်။ဒီမှာအုံလို့နဲ့အထဲမှာပေးကြနေ။ပါ yes okay အဲ့ဆိုရင်နန်းတို့နောက်ထပ်အချင်မောင်းလေးဝင်မယ်တက်ဒီဘယ်လိုရောင်းလဲမလဲဘယ်3000ဘယ်3000 အမုံထဲမှာပါစေလေးဝယ်သွားပြီဆိုတော့ဘာလေးရလည်းမပြီးပါချိန်မုံရှိတယ်ဟုတ်ဟုတ်ဒါလေးကနိုင်အော်ဒါကြွေမုတ်ဒါမုတ်ပဲစုပ်ပဲစုပ်ပြီးတော့ကြတော့ဒါကငပြောငပြောကောင်းရင်တော့ကောင်းရင်တော့ငပြောကောင်းရင်ဒါကောင်းရင်နဲ့ပေးလေးတယ်ဒါမုတ်နာโอเคအဲ့ဆို ကျိမုံတပွဲယူမယ်အဲကျိမုံပါမယ်ပါမယ်ပြီးကြရင်ရေပဲပါတယ်ကျွတ်နီပါတယ်ကျွတ်ကျွတ်ကြော်လေးပါမယ်ကျွတ်နီကြော်ပါမယ်အဲ့ဒါစီလေးပါမယ်နာနာလေးပါတယ်မမွေးလေးပေါ့နော်ဟုတ်ကဲ့ပါရှင်အဲ့ဆိုကဲစားကြပါအောင်ဟုတ်ကဲ့ပါရှင်ကျွန်တော်နားစီလေးရဲ့စားလေးရဲ့နန်းနောင်းလေးရဲ့ဒီပဲလေးရဲ့ချက်သွန်ညိုလေးရဲ့အဲ့လိုလေးထည့်ရပါတယ်စီဆိုလည်းကျမတို့ကပဲစီခြင်တာပါရှင် ွှေရည်တစ်ခွက်တစ်ခွက်ဘယ်လောက်လဲမ2500ပဲတစ်ခွက်ကို2500မန်းလေးရွှေရည်လေးပေါ့နော်ကအားမချိုးသွားဘူး။နက်အဲ့လိုလေးဒီစက်ထဲမှာပေါ့နော်အီအီပြေးပြီးတော့ပါမုံလေးဝင်သွားတယ်။အဲ့တော့အဲ့ဒီပါမုံလေးဝင်ပြီးတော့ချိုချိုလေးဟာအရန်သဘောကျတာ။အဲ့တော့အခုဒီမမ်းမြမပလာဇာနဲ့ဒီ84လမ်းကနေအခု85ပေါ့နော်။ အဲ့ဒီလမ်းကြားမှာဒီမှာဒေါ်တီတနခါရှိပါတယ်အဲမန်လေးမှာဒေါ်တီတနခါနာမည်ကြီးဆုံးဆိုတာအားလုံးသိမှာပါထဲလိုက်ကြည့်ပါဦးဆယ်နှန်းပြီးတဲ့အထိအခုချိန်ဒီနဲ့အိမ်မနေတနခါလိမ့်နေတနခါအခုချိန်ဒီချစ်တော်မန်လေးသူတယောက်ပါရှင်အာဟာ၆တွင်းလတ်လတ်လေးဖြစ်ပါ၆တွင်းမှာပို့တယ်ဒါဒါ နည်းနည်းဟိုအိမ်ကျရင်စိတ်ရအောင်ဒါခုနန်းတို့84နဲ့85ကြားမှာ28လမ်းအိမ်မှာရှိပါတယ်ချိုးတွေမျိုးစုံမုံမျိုးစုံရပါတယ်ဒါလေးကထက်ညက်ပဲเจ้าမှာဒါလေးကကြားပဲเจ้าမှာယေစုတင်มาတဲ့မှာဓမ္မကရောင်းကောင်းပါစေအာ ယ်နန်းလေးခုဈေးချိုမှာစားချင်တာကြီးလည်းပတ်စားပြီးပြီအဘိုက်တွေလည်းတင်းသွားပြီအဲ့တော့မုတ်တွေလည်းအများကြီးဝယ်ထားပြီဆိုတော့နန်းတို့ခုအိမ်ပြန်တော့မယ် Let's go